အာနာတိန်မှုကပေါ့နော်ကျွန်တော်တို့တတိပေးတဲ့အရာတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါပါလေဆိုရင်ကျွန်တော်လူငယ်တွေအနေနဲ့ပေါ့နော်လုံးဝငြိမ်မနေတင့်တော့ပေါ့နော်ကျွန်တော်တို့တစ်ခုခုလုပ်ရတော့မင်းဆိုတဲ့ဟာကိုသူတို့တတိပေးတယ်ပေါ့နော်အထူးသဖြင့်ကျွန်တော်တို့လူငယ်တွေအားဆိုရင်ကျွန်တော်တို့ရဲ့ဘဝရှိရတဲ့စဉ်းစားရမယ့်စာပေါ့နော်ကျွန်တော်တို့ဒီညီမနိုင်ငံမှာရှိတဲ့ကျွန်တော်တို့လူငယ်တွေအားလုံးကျွန်တော် generation တွေအားလုံးအကယ်ကိုစစ်မှန်တဲ့လွတ်လပ်မှုရရှိဖို့ရန်အတွက်ပေါ့နော် တိုက်ပွဲဝင်ကြရတဲ့လုံးဝချင်းစုံဖြစ်ပြီးတော့ဝင်သွားကြတယ်ဗောနော်ကျွန်တော်တကယ်အငယ်တဲ့သူတွေလည်းကျွန်တော်တွေ့တယ်ဘာဖြစ်ချင်တာလဲဗောနော်သူတို့ကလေ engineer တို့ဘာတို့ကိုဖြစ်ချင်ကြတယ်ဒါပေမဲ့သူတို့ရောက်နေတာတက္ကသိုလ်မဟုတ်ပဲနဲ့တကယ်ရှေ့တန်း post မှာရောက်နေကြတယ်ဗောနော်ကျွန်တော်တို့လုပ်နေတဲ့အရာအလုံးကဗောနော်ဒီ new တော်လိုင်းရဲ့အတွက်ဖြစ်ဖြစ်တည်တွင်ကြံစားတဲ့အရာအလုံးက ကျွန်တော်ကဒါယာယီတော့မဟုတ်ဘောနော်ယာယီတော့မဟုတ်ဘူးဒါကကျွန်တော်အနာကပ်ပီထောင်စုဘောနော်ကျွန်တော်မြန်မာနိုင်ငံအတွက်တကယ်ကိုဖောင်ဒေးရှင်းဖြစ်မဲ့ဟာတွေဖြစ်တယ်ဘောနော်လူတယောက်ကနှလုံးရှိတယ်ဒါပေမဲ့အဲ့ဒီနှလုံးကမခုံတော့ဘူးဆိုရင်အသက်မရှင်တော့မရှင်နိုင်တော့ဘူးဘောနော် အဲ့လိုပဲလူငယ်တွေကနိုးကြားတယ်တက်ကြွတယ်သူတို့ကနှလုံးကုန်တဲ့အတူတူပဲအဲ့တော့လေကျွန်တော်တို့လူငယ်တွေကအနာဂတ်ကိုကျွန်တော်တို့ဥဆောင်နိုင်ရမယ်ဥလည်းဥဆောင်တင်တယ်ပေါ့နော်ဥလည်းဥဆောင်ရမယ်ဒီဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာရောဖြစ်ဖြစ်ကျွန်တော်တို့ဒီအုတ်ချိုးကြီးပိုင်းမှာဖြစ်ဖြစ်ပေါ့နော်ဒီဂျန်တဲ့ဒီကန်တာအတီးတီးမှာလူငယ်တွေကတကယ်လုံနိုင်နေဆိုတာကိုလည်းကျွန်တော်အများကြီးတွေးပြီးပြီပေါ့နော်တွေးနေရတယ်ပေါ့နော် အလုံးမဲမင်္ဂလာပါရှင်တက္ကလတန် post ရဲ့ youth and women affair program မှာနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ် interview အစီအစဉ်မှာတော့မတူပီကတော်လှန်ရေးလူငယ်တဦးဖြစ်တဲ့စလိုင်းဂျွန်အထံကိုဖိတ်ခေါ်ထားပါတယ်ရှင်မင်္ဂလာပါဆရာမင်္ဂလာပါဆရာမဟုတ်ကဲ့ပါအခုလိုမျိုးကျမတို့တက္ကလတန် post ကိုအချိန်ပေးပြီးလာရောက်ပြီးရတဲ့ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါကျွန်တော်လည်းအများကြီးကျေးဇူးတင်ပါတယ်ခုလိုဖိတ်ကြားပေးတဲ့အတွက် ဟုတ်ကဲ့ပါဆိုတော့ပထမဦးဆုံးအနေနဲ့ဒါကျမတို့အင်တာဗျူးလေးမသွားခင်မှာပေါ့နော်ဆရာအရင်ဆုံးအာကိုကိုကိုမိတ်ဆက်တဲ့အနေနဲ့တော်လကောင်းပြီးတော့ဆရာဒီတော်လှန်ရေးမှာဘယ်လိုပုံစံနဲ့ဝင်ရောက်လာသလဲပေါ့နော်တော်လှန်ရေးမတိုင်ခင်မှာဆရာဘယ်လို background တွေရှိခဲ့တယ်ဆိုရာရဲ့လက်ရှိမှာရောဆရာဘယ်လိုကဏ္ဍတွေမှာပူပေါင်းပါဝင်နေတယ်ဆိုရာလေးကိုအရင်ဦးဆုံးအနေနဲ့မိတ်ဆက်ပေးပါအောင်ရှင် ဟုတ်ကဲ့ပါဒီနေ့ကျွန်တော်တို့ဒီ Caledon Post ကနေ interview season မှာပေါ့နော်ဒီကျွန်တော်ဖိတ်ကြားပေးတဲ့အတွက်ထူပဲကျေးဇူးတင်နေဆိုတာကိုပမာဆုံးပြောချင်ပါတယ်ဒီနေ့ကျွန်တော်ပမာဆုံးတောင်းပန်ချင်တာဒီကျွန်တော်အနေနဲ့ပေါ့နော်ဒီ media press မှာအကူအဆောင်မပြုဘဲနဲ့ပေါ့နော်ကျွန်တော်ရဲ့ဒီ personal အမြင်ပေါ့နော်ကျွန်တော်သူတယောက်အနေနဲ့ပြောရချင်းဖြစ်ပါတယ်ဆိုတာကိုပမာဆုံးပန်ကြားလို့ပါတယ်ပေါ့နော်ဒီကျွန်တော်တို့ဒီနွေတော်လိုင်းမစတင်ပါဘောเนาะကျွန်တော်ဘာတွေလုပ်ခဲ့တယ်လဲဆိုတော့အချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဟာဆိုရင်ចောင်းသားဖြစ်တယ်ဘောเนาะဒီရန်ကုန်မှာចောင်းတက်နေတဲ့ အဲ့ကတော့ကြောင်းသားတယောက်ဖြစ်တဲ့ပြင်ယူနေတဲ့ဘာသာကတော့ကျွန်တော်ဥပရိပညာဖြစ်ပါတယ်ဗောနော်ဒီဥပရိပညာဒီ slow turn နေကျွန်တော်တောက်တက်ရောက်နေတာဖြစ်ပါတယ်အာနာမတင်းခင်မှာဗောနော်ကျွန်တော်တို့အနေနဲ့ချင်းလူမှုအတိုင်းဝိုင်းနဲ့ကျွန်တော်တို့ကြောင်းသားကြောင်းသူတွေအတွက်ဗောနော်တိုးတက်ရတိုးတက်ကြောင်းအများကြီးကျွန်တော်တို့လုပ်ခဲ့ကြတဲ့ activity အများကြီးရှိခဲ့တယ်ဗောနော် ကျွန်တော်အမှတ်ရဆုံး activity ပြန်ပြောရရင်တော့ကျွန်တော်ရန်ကုန်မှာကျွန်တော်ချင်းခါဆာရပါတော့ဒီချင်းစာဝင်းရင်ချင်းဟုံးကော်မတီမှာ vice president ရာထူးကိုယူထားတာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒီကျွန်တော်ရာထူးယူပြီးတော့ဒီ covid ကာလရောက်သွားပြီးတော့ကျွန်တော်တို့အာနာတိန်မှုရောနောက်ပြီးတော့လူနိုင်ငံရေးဖြစ်ပျက်နေတဲ့တော့ရှော့ပေါ့နော်ခုဆိုရင်ကျွန်တော် ငါနဲ့6နှစ်တည်းရှိလာပြီပေါ့နော်အခုလက်ရှိအချိန်ထိလည်းကျွန်တော်တို့ဒီရန်ကုန်ချင်းစွာပင်နေရင်ချင်းမှုကော်မတီရန်ကုန်တိုင်းဒေသကြီးရဲ့ဒီဒုက္ခထအနေနဲ့ဆက်လက်ရှိနေသေးတယ်ပေါ့နော်ကျွန်တော်ပြန်ပြီးတော့လည်းအဲလက်ရှင်နဲ့မလုပ်နိုင်သေးတဲ့အခြေအနေဖြစ်နေပါလေဆိုတဲ့ဟာလေးပေါ့နော်ဒီနောက်ပြီးတော့ကျွန်တော်တို့ဒီ2020ရေကောက်ပွဲမှာဒီအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ရဲ့ဒီမော်ဒပီမြို့နယ်ရဲ့ဒီလူငယ် ဥဆောင်တဲ့သူတယောက်အနေနဲ့ကျွန်တော်ပါဝင်ခဲ့တာဖြစ်ပါတယ်ဒီပြင်ကျွန်တော်တို့ဒီလိုဖြစ်ပြီးတဲ့နောက်ပိုင်း2017အာနာမတင်းခင်လေးမှာပေါ့နော်အာနာမတင်းခင်လေးမှာဒီ Camp Victoria ကိုတွားပြီးတော့ကျွန်တော်စစ်ပညာကိုတင်ယူခဲ့တာဖြစ်ပါတယ်ပေါ့နော်ဒီစစ်ပညာကိုတင်ယူခဲ့ပြီးတော့အမှလက်ဖြုံဆုလို့ရလိုက်ခဲ့တယ်နောက်ပြီးတော့ဒီတမဟာတဆုံမှုအနေနဲ့ပေါ့နော်သူတို့က ခံတာပေါ့နော်။နောက်ပြီးတော့ဒီကျွန်တော်တို့အိမ်မက်တို့ရေမှန်းချက်တို့ပေါ့နော်။ကျွန်တော်တို့ဘာတွေရှိခဲ့တယ်လဲပေါ့နော်။ဘာတွေစိတ်ဝင်စားခဲ့တယ်လဲဆိုတဲ့ဟာလေးကျွန်တော်တို့ဒီအာဏာမသိခင်ဟာပေါ့နော်။အိမ်မက်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ကျွန်တော်အိမ်မက်မရတော့အရန်ကြိုက်တယ်ပေါ့နော်။တနည်းအားဖြင့်စိတ်ကူးရင်တော့အရန်ကြိုက်တယ်။စိတ်ကူးလည်းအရန်ရင်တယ်ဘာမှမလုပ်ဘူးငေးနေတယ်ပေါ့နော်။ဒါပေမဲ့စိတ်ကူးထဲမှာတော့အမျိုးမျိုးပဲဟိုရောက်လိုက်ဒီရောက်လိုက်ပေါ့နော်။ အများကြီးစကူရှိနေတယ်ဗောနော်အိမ်မက်တွေလည်းအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ဗောနော်အလုံးလုံးပြီးတော့အိမ်မက်တွေကိုအကောင့်တွေပေါ်ရတာကိုကျွန်တော်ပို့ပြီးတော့အယုံကြည်ရှိတယ်ဗောနော်နောက်ပြီးတော့ဒီကျွန်တော်တို့ဒီဘာကိုစိတ်ဝင်စားတယ်လဲဆိုရင်တော့ကျွန်တော်တို့ဥပဒေတက်နေတဲ့ကာလတောက်လျှောက်မှာရောနောက်ပြီးတော့ဒီမြန်မာနိုင်ငံမှာဖြစ်ဖြစ်နေတဲ့ကျွန်တော်တို့လူမှုအတိုင်းအဝိုင်းကြီးကိုကျွန်တော်ပြန်ကြည့်ပြီးတော့လေဒီမြန်မာနိုင်ငံမှာဒီမတရားမှုတွေအများကြီးရှိနေတယ်ဗောနော် corruption တို့နောက်ပြီးတော့ဒီလူလူလူမဆက်ဆံခံရတဲ့သူတွေအများကြီးရှိတယ်ကျွန်တော်တို့ဒီတိုင်းဒေသတွေဆိုရင်လည်းအမျိုးမျိုးပဲဗောနော် ဒီအရင်ခင်ရတဲ့ဘဝတွေအများကြီးကျွန်တော်ကြော်ဖြတ်ခဲ့ရတယ်အဲတော့ဒီကိစ္စတွေကြောင့်ပဲပေါ့နော်ကျွန်တော်ဒီနိုင်ငံရေးကိုကျွန်တော်နည်းနည်းပါစိတ်ဝင်စားတယ်ဖက်မှာကျွန်တော်ဥပဒေကိုလည်းစိတ်ဝင်စားတယ်ပေါ့နော်သူတဖြစ်ဒီလူခွင့်ရေးတော့ပေါ့နော်ကျွန်တော်တို့ဒီ minority တွေဆိုရင်အရင်အရင်ကတို့ကနေရာပြောက်နေကြတဲ့ကကြည့်မှာပေါ့နော်မတရားမှုတွေအများကြီးဖြစ်လာတယ်တနည်းဖြစ်ဒီတစ်ဖက်မှာဒီစကားစဖက်ကလည်းအာဏာသိမ်းမှုတွေဖြစ်လာတဲ့ခါကျတော့ဒါကျွန်တော်တို့တကယ် turning point ပေါ့နော်ကျွန်တော်တကယ်ပြန်စင်းစားရမယ့်ဟာရောက်လာတယ်ပေါ့နော် အဲ့ဒါလေးကိုကျွန်တော်ပထမဆုံးပေါ့နော်ဖြည့်ချင်ဖြည့်ချင်ပါတယ်ဆမပြောရတဲ့ဟုတ်ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ဆိုတော့ဆရာကိုရိုင်းကလည်းဒါအခုနပြောသွားတဲ့အတိုင်းဆရာမအများကြီးပေါ့နော်စိတ်ကူးရင်အိမ်မက်တွေအများရှိတယ်ပေါ့လေဆိုတော့ဒီဆက်ကဆရဲ့အာနာသိမ့်ပိုက်မှုကြောင့်မို့လို့ဒီအာနာသိမ့်ပြည့်တဲ့နောက်ပိုင်းမှာဆရာရဲ့ဒီစိတ်ကူးရင်အိမ်မက်တွေတော့လကောက်ပြီးတော့ဆရာရဲ့ပညာရေးပိုင်းဆိုင်ရာဆရာရဲ့အလို့အကိုင်တွေမှာပေါ့နော်ဒီအာနာသိမ့်မှုကဘယ်လိုတွေတက်ရောက်မှုတွေရှိခဲ့လဲဆိုတာလေးလည်းပြောပြပေးပါအောင် ပြီးတော့မှဒီလိုအခြေအနေမျိုးကိုရောဆရာရဲ့ဘဝကိုပေါ့နော်ဒီအခြေအနေ ကဘယ်လိုတွေပြောင်းလဲဖြစ်ခဲ့တယ်ဆိုတာလေးလည်းပြောပြပေးပါဦးရှင်ဟုတ်ကဲ့ဒီအာနာသိမ့်ပြီးတဲ့နောက်မှာပေါ့နော်ဒီအရာအားလုံးကပြောင်းလဲသွားခဲ့တယ်ပေါ့နော်ကျွန်တော်တို့ဒီအာနာသိမ့်တဲ့နေ့မှာပဲလူငယ်တယောက်အနေနဲ့ဒီ internet line တွေအကုန်လုံးပိတ်တဲ့ခါကျတော့လေကျွန်တော်တို့အမှားဘာလို့လို့ဘာလို့ရမယ်မမသိဘူးငကိုကတရားလဲတန်တရားများရှိတယ်ပေါ့နော်ဒီညမပြမှာအလိုများဖြစ်လာမလားဆိုတဲ့ဟာလေးပေါ့နော်အများကြီးတန်တရားဖြစ်တဲ့ကြားတွေကနေပြီးတော့ဒီအာနာသိမ့်မှုဖြစ်လာတဲ့ခါကျတော့ အရာအလုံးကပြောင်းလဲသွားတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ဖြစ်ချင်တဲ့ဒီရေမှန်းချက်တွေအိမ်မက်တွေပေါ့နော်အကောင့်တွေဖော်လိုက်ရတဲ့ဟာတွေအများကြီးကျွန်တော်တို့ခြံခဲလိုက်ရတယ်။အမှားကျွန်တော်တို့အနေနဲ့ဒီကျွန်တော်ရဲ့အနာဂတ်ကလုံးဝမတိချတော့ဘူးပေါ့နော်ကျွန်တော်တို့ရဲ့ပညာရေးအားလည်းလုံးဝပျောက်ဆုံးသွားခဲ့တယ်။နောက်ပြီးတော့ပိုဆိုးတာဒီကျွန်တော်တို့ရဲ့နေစဘဝမှာပေါ့နော် ကြောက်ရွံ့မှုတွေဟာဆိုရင်ကျွန်တော်တို့ရဲ့ဘဝရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာတယ်ပေါ့နော်ကြောက်ရွံ့မှုဆိုတဲ့နေရာမှာကျွန်တော်ဒီပညာဆက်တင်လို့ရမှာမဟုတ်တော့ကျွန်တော်ဘာလို့ရတော့မလဲ ဘောနောနောက်ပြီးတော့ဒီအမျိုးမျိုးဘောနောအများကြီးတန်တရားတွေကိုယ်ကိုဝင်လာတယ်ဘောနောနောက်ပြီးတော့ကျွန်တော်တို့ဖြစ်ချင်တဲ့ဒီရီမန်ချက်တို့အိမ်မက်တွေကိုကျွန်တော်စဉ်းစားရမယ်အချိန်မှာအကောင့်တွေဖော်ရမယ်အချိန်မှာဘောနောကျွန်တော်တို့အနေနဲ့ဒီဘလိုလုံချုံနေရမလဲဘောနောနောက်ပြီးတော့ဒီမတရားမှုတွေအများကြီးဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့အနေနဲ့ဘလို့ ကိုယ်ကောက်ွယ်လို့ရမလဲဆိုတဲ့ဟာလေးဒီပေါ့နော်နောက်ပြီးတော့ဒီကျွန်တော်တို့ဒီတိုင်းပြည်လိုမျိုးဖွင့်ရင်တော့ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာနဲ့အချင်းကုံသွားကြတယ်ပေါ့နော်ကျွန်တော်ပါဝင်ပေါ့နော်ကျွန်တော်လူငယ်တော်တော်များများကအဲ့လိုဖြစ်သွားကြတာဖြစ်ပါတယ်ပေါ့နော်အရန်ကိုလည်းကျွန်တော်နေဆောနာပြောသလိုပြောင်းလဲသွားခဲ့တယ်ပေါ့နော်ကျွန်တော်တို့ဥတီချက်တဲ့အကုန်လုံးပြောင်းသွားခဲ့တယ်နောက်ပြီးတော့ဒီအထူးသဖြင့်ကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာအနေနဲ့ပြန်ပြောရမယ်ဆိုရင်တော့ပေါ့နော်အာနာသိမ့်မှုကပေါ့နော်ကျွန်တော်တို့တတိပေးတဲ့အရာတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါပါလို့ဆိုရင်ကျွန်တော်လူငယ်တွေအနေနဲ့ပေါ့နော် လုံးဝငြိမ်မနေတင့်တော့ဘောနော်ကျွန်တော်တို့ခုခုလုပ်ရတော့မင်းဆိုတဲ့ဟာကိုသူတို့တတိပေးတယ်ဘောနော်အဲတော့ဆောနာပြောတဲ့မတရားမှုကြီးရဘောနော်ကျွန်တော်အားလုံးရဲ့ပညာရေးကိုတော့လည်းကောင်းကျွန်တော်တို့ရဲ့အနာဂတ်ကိုဆိုတော့ကောင်းဘောနော်တော့အကုန်လုံးကိုပြောင်းလဲပြစ်ခဲ့တယ်ဘောနော်နောက်ပြီးတော့အထူးသဖြင့်ကျွန်တော်တို့လူငယ်တွေအားဆိုရင်ကျွန်တော်တို့ရဲ့ဘဝရှိရေးအတွက်စဉ်းစားရမယ့်စာဘောနော်ကျွန်တော်တို့ဒီညီမနိုင်ငံမှာရှိတဲ့ကျွန်တော်တို့လူငယ်တွေအားလုံးကျွန်တော် generation တွေအားလုံးအကယ်ကိုစစ်မှန်တဲ့လွတ်လပ်မှုရရှိဖို့ရန်အတွက်ဘောနော် ိုက်ပွဲဝင်ကြရတဲ့လုံးဝချင်းစုံဖြစ်ပြီးတော့ဝင်သွားကြတယ်ဗောနော်တကယ်ကိုလေးစားရတယ်ကျွန်တော်တို့တပိဆက်တဲ့သူတွေအများကြီးကျွန်တော်တွေ့တယ်ဗောနော်တို့လည်းရန်လေးစားတယ်တချို့ဆိုရင်တို့ရဲ့အသက်ကိုပါတို့စသေးတယ်အိမ်လေးစသေးတယ်မိသားစုတွေစသေးကြတယ်နောက်ပြီးတော့တို့ရဲ့ဘဝကိုလည်းစသေးကြတို့ပညာရေးအစရှိတဲ့ဖြစ်ပေါ့နော်အကုန်လုံးစသေးပြီတော့ယုံကြည်ချက်နဲ့ပေါ့နော်ကျွန်တော်မျှော်လင့်ချက်ပြီးနဲ့ဒီ new dollar ရေးကိုကျွန်တော်ပါဝင်နေကြတာကိုတွေ့တဲ့ခါမှလေအယောင်ကိုကျွန်တော်နေနဲ့ပုံယူတယ်ပေါ့နော် ဟုတ်ကဲ့ပါဆိုတော့အာလူငယ်တွေအနေနဲ့ဆွတ်လွတ်မှုလူငယ်အိမ်မက်တွေပေါ့နော်များစွာဆွတ်လွတ်ပြီးတော့ဒီတော်လှန်ရေးမှာပါဝင်လာကြတာကိုလည်းတွေ့ရတဲ့အခါမှာဒီလက်ရှိအချိန်မှာလည်းဒီတော်လှန်ရေးမှာပေါ့လေတက်တက်ကြွကြွနဲ့ပါဝင်နေတဲ့ဆရာတို့လိုလူငယ်တွေအနေနဲ့တော်လကောင်းပြီးတော့မှဒီကိုရိုင်းကိုကြမပါဝင်အောင်မှဒီတော်လှန်ရေးကိုထောက်ခံအားပေးနေတဲ့လူငယ်တွေအ धिक ရင်ဆိုင်နေရတဲ့ဒီအကြီးမားဆုံးစိန်ခေါ်မှုတွေဆိုလို့ရှိရင်ဘာဖြစ်မယ်လို့ဆရာအနေနဲ့သုံးသပ်ပါလဲရှင်ကျွန်တော်တို့ဒီလူငယ်တွေအနေနဲ့ပေါ့နော်ကျွန်တော်တို့ကြုံရတဲ့ဒီဟာအများကြီးရှိနေတယ် ျွန်တော်ဆိုရင်လည်းဆုံးတော့ပြောတဲ့ကြုံရတဲ့ပြဿနာတွေကစိုးရိမ်မှုတွေပေါ့နော်ကျွန်တော်တို့ဒီအနာကတ်တကယ်စိုးရိမ်မှုတွေအများကြီးရှိတယ်။တခါတလေမထင်ရဘူးကျွန်တော်ရဲဘော်တွေနဲ့လည်းကျွန်တော်တွေးပြီးတော့ဗောနော်ကျွန်တော်ကိုတခါတလေလေးကျွန်တော်တကယ်ရန်ငယ်တဲ့သူတွေလည်းကျွန်တော်တွေးတယ်။ဘာဖြစ်ချင်တာလဲဗောနော်သူတို့ကလေ engineer တို့ဘာလို့ဘာဖြစ်ချင်ကြတယ်။ဒါပေမဲ့သူတို့ရောက်နေတာတက္ကသိုလ်မဟုတ်ဘဲနဲ့တကယ်ရှေ့တန်း post မှာရောက်နေကြတယ်ဗောနော်။ internet line မရတဲ့နေရာတွေမှာတကယ်ဟို အဲ့လိုဖြစ်နေကြတယ်ဗောနောအကြိမ်တဲ့နိုင်ငံကမကောင်းတော့ဘူးဆိုရင်တို့ကတို့ရဲ့အချင်းကလုံးအောင်ကိုတို့ရဲ့အိမ်မက်တွေဆိုရင်အကုန်လုံးထားခဲ့ရတော့မယ်။နောက်ပြီးတော့တို့ကလုံးအောင်ကိုထူးချွန်တဲ့ကလေးတွေကျွန်တော်တွေ့ခဲ့တဲ့တွေ့ရတယ်။အယောက်ဖြစ်နိုင်တဲ့ကလေးတွေအများကြီးအလားအလာကောင်းတဲ့လူငယ်တွေအများကြီးပဲ။ဒါပေမဲ့တို့ရဲ့အချင်းတွေကဗောနောတကယ့်ဟောဖြစ်နေတယ်ဗောနော။အဲ့တော့လေကျွန်တော်တို့အနေနဲ့လူငယ်တွေရဲ့ဆောနာကျွန်တော်ပြောတယ်လည်းပဲတို့ကချုပ်နေရတဲ့အဓိကပြဿနာကလေစိုးရိမ်မှုတွေဖြစ်နိုင်တယ်ဗောနော။နောက်ပြီးတော့မတေချာမရေရာမှုတွေများနေတယ်တို့ဘဝမှာလေ။ လုံးဝမတိချမရမှုတွေတကယ်ကိုဖြစ်နေတယ်ပေါ့နော်။နောက်ပြီးတော့ဒီလူငယ်တတော်များများကသူတို့ရဲ့ပညာရေးတို့နောက်ပြီးတော့အလုတ်ကင်တို့ပေါ့နော်။နောက်ပြီးတော့သူတို့ရဲ့ဘဝတို့သူတို့ရဲ့အိမ်တို့ပေါ့နော်။အစရှိတဲ့ဖြစ်နေတိုင်းနေတိုင်းကျွန်တော်တို့ကြားရတဲ့ခါမှာဆုံးရှုံးနေကြရတယ်ပေါ့နော်။ရတာဘာမှမရှိဘူးပေါ့နော်။ပေးလိုက်ရတာကြီးပဲပေါ့နော်လူငယ်တွေအနေနဲ့။ ဒါကိုပေးစမှုကတကယ်ကိုအဆင်မပြေပေးပါတော့အဲ့တော့လေကျွန်တော်တို့အနေနဲ့အခုဆိုရင်ကျွန်တော်တို့ခက်နှစ်ခက်ကိုကျွန်တော်တို့တပြိုင်တည်းထဲမှာကျွန်တော်တို့တွားနေရတဲ့ခက်ဖက်တူတူဖြစ်နေတယ်ပေါ့နော်ပထမဆုံးကအာနာတင်းမှုကလုံးဝတတုံနိုင်ငံတတုံမြန်မာမရှိနေတဲ့အခါမှာမြန်မာနိုင်ငံမှာကျွန်တော်တို့အနေနဲ့ကြုံနေရတယ်ဒီဥစ္စာခက်ကြီးကိုပေါ့နော်ပြန်တွားနေရတယ်ပေါ့နော်နောက်တစ်ခုကနီးပညာခက်ကိုလည်းကျွန်တော်တို့တပြိုင်တည်းထဲရောက်နေတယ်ပေါ့နော်အဲ့ဒီခက်နှစ်ခက်ကြားမှာကျွန်တော်တို့လူငယ်တွေကတကယ်ကိုအဲ့ဒီအမြင့်ကိုမတက်နိုင်တော့ဘဲနေပေါ့နော်ဒီတကယ်ကိုအောက်ချီမှာပဲ ရုံးကန်နေကြရတဲ့ဟာတွေကအများကြီးရှိတွေ့ရတယ်အဲ့လိုလေလူငယ်တွေကိုကျွန်တော်အနေနဲ့ဖြစ်နိုင်မယ်ဆိုရင်တော့ဗောနော်ဒီလုံနိုင်တဲ့သူတွေအနေနဲ့လက်ကမ်းပေးကြဖို့အရင်ရည်ကြီးတယ်ဗောနော်အခုဆိုရင်တော့ဗာလဲဒီ online ကနေပညာရေးပေါ်ဆောင်တာတို့နောက်ပြီးတော့ဒီလူငယ်တွေတက်ခွန်းလန်ဖန်တီးပေးတာတို့ဗောနော်အမျိုးမျိုးရှိနေတယ်ဗောနော်အဲ့ဒီနေရာတွေမှာဒီမျိုးတော်လည်းမှထုတ်ပြပါဝင်နေတဲ့ဒီရဲဘော်ရဲဖက်တွေကိုလည်းအများရန်လက်တွဲခေါ်ဆွေးခြင်းနဲ့နောက်ပြီးတော့သူတို့အနေနဲ့လည်းဒါကို တကယ်ကိုတောင်းတနေကြတယ်ဗျနော်။နောက်ပြီးတော့ဒီကျွန်တော်အနေနဲ့ဒီဆောနာပြောတဲ့လူငယ်တော်တော်များများကိုမြည်တဲ့ခါမှာမို့စကားပြောတဲ့ခါမှာလေသူတို့ကသူတို့အများကြီးပြောတဲ့အရာကပညာရေးပေါ့နော်။ပညာရေးပဲပေါ့နော်။ သူတို့ငွေရေးချေးတခါမှမပြောဘူးပေါ့နော်ဒီနေရာရာသူတခါမှမပြောဘူးသူကအများကြီးတောင်းတတဲ့အရာကပညာရေးဖြစ်နေပေါ့နော်အဲ့တော့ဒီကျွန်တော်တို့ပညာရေးကိုအမြန်ဆုံးရစေချင်တဲ့ဒီတော်လှန်ရေးပြီးမှပဲသူတို့ကလည်းပညာကိုအကုန်ပြန်တင်လို့ရမှာဆိုတော့လေအဲဆိုကျွန်တော်အလုံးဒီဥစ္စာကိုကျွန်တော်တို့တောင်းယူရမယ်ကိစ္စရဲ့တခင်နေနဲ့ကျွန်တော်တွေးတတ်မယ်ဆိုရင်တော့လေကျွန်တော်အလုံးပညာနေနဲ့ဒီအနာကပ်တော့လက်အရန်ကိုကောင်းမယ်လို့ကျွန်တော်မြင်တဲ့ ဒီပညာမတက်ပဲနဲ့ဒီအချိန်ဒီတိုင်းပဲကျွန်တော်အများနဲ့တောင်းနေမယ်ဆိုရင်ကျွန်တော်တို့ရအနာကကလုံးဝဒီတိုင်းပဲတဝဲဝဲလည်နေတော့မှာပေါ့နော်ကျွန်တော်တို့အဲ့တော့ကြောင့်ပညာရေးဖြစ်နိုင်တယ်နော်ဘယ်လိုတို့ရေးစာဝတ်နေရေးဖြစ်နိုင်ပါတယ်ပေါ့နော်အဲ့တော့မျိုးမျိုးဖြစ်နိုင်တယ်လို့ကျွန်တော်မြင်တယ်ဟုတ်ကဲ့သူတို့ဖြစ်တော့ပညာရေးလို့ကျွန်တော်မြင်တယ် ဟုတ်ကဲ့ပါဆိုတော့အာဒီကာလတဲ့မှာခက်ခဲတွေမြောက်များစွာပေါ့နော်ခက်ခဲတွေမြောက်များစွာကြတဲ့မှာဒီရင်ဆိုင်နေရတဲ့လူငယ်တွေအနေနဲ့ဒီစိန်ခေါ်မှုတွေနဲ့အတူပေါ့လေဒီကာလအတွင်းမှာပဲလူငယ်တွေစုပေါင်းပြီးတော့မှဒီပညာရေးကျန်းမာရေးဒါမှမဟုတ်လေဒီအခြားသောလူမှုရေးကိစ္စတွေမှာကိုပိုင်အစီအစဉ်တွေနဲ့ကြိုးပမ်းဆောင်ရွက်နေကြတာကိုလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့ဒီလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးတော့ဆရာရဲ့အမြင်နဲ့သူတို့ရဲ့အခန်းကဏ္ဍကိုရောဟိုဘယ်လိုမြင်လဲဆိုတာလေးပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ ဒီကျွန်တော်အနေနဲ့ပေါ့နော်ဒီလူငယ်တွေစုပေါင်းပြီးတော့လေအဲ့လို movement လေးတွေပေါ့နော်လှုပ်ထားတာတွေရောကျွန်တော်အများကြီးတွေ့ရတယ်ပေါ့နော်ဒါတကယ့်ကိုပါလေအရင်ကထားပါတဲ့ဟာညိုလီပေါ့နော်ကျွန်တော်တကယ့်ကိုလည်း powerful ဖြစ်တယ်အဲ့ဒီဟာတွေကလေဒီ new တော်လိုင်းရေးမှာတကယ့်ကို support ဖြစ်တယ်အရင်လည်းဒါ new တော်လိုင်းရဲ့ပြောင်းလဲမှုတစ်ခုလို့လည်းကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်နောက်ပြီးတော့ဒီလူငယ်တွေဟာဆိုရင် တို့ရဲ့ဒီတီထွန်ဖန်ဒီမှုကိုကွန်ပျူတာတွေစောင့်နေတော့ဘောနော်တဲရောက်စီရန်နဲ့မျောလိမနေတော့ဘောနော်တို့တို့ကိုတိုင်ကအဲ့ဒီအခွင့်အရေးတို့တို့ဖန်ဒီနေတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဘောနော်အရန်လည်းအတော်ချီကျူးတယ်ဘောနော်ကျွန်တော်တို့ဆိုရင်လည်းလိုပဲဘောနော်မတူပီမှာဆိုရင်လည်းကျွန်တော်လူငယ်တွေတော်တော်များများကဒီလူကြီးနေနေလဲပေါင်းတယ်တစ်ဖက်မှာကျွန်တော်တို့အနေနဲ့လုံနိုင်တဲ့ အစွန်စားရှိတဲ့များတော့အကုန်လုံးလုံနေကြတယ်ပေါ့နော်မတူစီကကွန်ပျူတာလုံတော့ပေါ့နော်ဒါမှန်တယ်ဒါလုတ်တင်တယ်လို့မြင်နေကျွန်တော်တို့ကဖြီကိုကျွန်တော်ချင်းရှာပါတယ်ကျွန်တော်ရှာကြတယ်ပေါ့နော်အဲ့ဒီဟာလေးကအရန်ကိုဒီလူငယ်ပြည်မှာရှိတဲ့အစွန်စားလူကျွန်တော်မြင်နေပေါ့နော် နောက်ပြီးတော့ဒီကျွန်တော်တို့လူငယ်တွေဟာဆိုရင်တော့ပေါ့နော်ဥဆောင်မှုအပိုင်းတွေမှာရောဖြစ်ဖြစ်နောက်ပြီးတော့ပြည်သူတန်ဆောင်မှုပိုင်းမှာရောဖြစ်ဖြစ်ပေါ့နော်တကယ်ကိုကောင်းတာကျွန်တော်တွေးရတယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်ကြီးကောင်းတယ်ဆိုတဲ့ယုံကြည်ချက်တစ်ခုပေါ့နော်ဘာလဲဆိုရင်ကျွန်တော်တို့လုပ်နေတဲ့အရာအလုံးကပေါ့နော်ဒီ new dollar ရဲ့အတွက်ဖြစ်ဖြစ်ဒီသူတန်ဆောင်တဲ့အရာအလုံးကကျွန်တော်ကဒါယာယီတော့မဟုတ်ဘူးပေါ့နော်ယာယီတော့မဟုတ်ဘူး ဒါကကျွန်တော်အနာကပ်ပြီးထောင်စုပေါ့နော်ကျွန်တော်မြန်မာနိုင်ငံအတွက်တကယ့် foundation ဖြစ်မဲ့ဟာတွေဖြစ်တယ်ပေါ့နော်ဒီစူပေါင်းပြီးလှုပ်တဲ့ဟာလေးတွေကိုလည်းကျွန်တော်ချင်းပြည်နယ်မှာများများအများကြီးရှိစေချင်တယ်ပေါ့နော် ဥမာကျွန်တော်တို့အရင်ကျွန်တော်တို့တွေ့ဖူးတယ်ဗောနော်အရင်ဆိုရင်တော့ဒီ main the main the ဖက်တွေပါတွေမှာဆိုရင်ကျွန်တော်တို့တက္ကသိုလ်ကျောင်းသားတွေကဒီပညာရေးကိုထောက်ဆောင်ကြတာတို့ဘာလို့တွေ့ရလဲဒီလိုမျိုးဆိုရင်လည်းအရင်ကောင်းတယ်ဗောနော်ဒီကျွန်တော်တို့ဒီမလုပ်နိုင်တဲ့ဒီတောက်ကြီးလည်းအများကြီးရှိသေးတယ်ဗောနော်အဲ့လိုကျွန်တော်တို့စူပေါင်းပြီးတော့လုပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့လုပ်နိုင်တဲ့ဟာတွေကတော်များများရှိတယ်အဓိကကျွန်တော်မညင်ညွတ်သေးတာပဲဗောနော်ညင်ညွတ်ရင်တော့အရင်ကိုကျွန်တော်တို့လုပ်နိုင်တဲ့ဟာတွေအများကြီးရှိတယ်လို့မြင်တယ်ဗောနော်အဲ့ဒါတကယ်ကိုခြေကျူးပါတယ်လူငယ်တွေလည်းကျွန်တော်အပါဝင်ဗောနော်ကျွန်တော်လည်းအဲ့လိုအဲ့လိုမျိုးနေဆိုအရင်စိတ်ဝင်စား တယ်ဗောနော်အရင်ပူပေါင်းချင်တဲ့လူငယ်တယောက်ဖြစ်တယ်ဗောနော်ဟုတ်ကဲ့ပါဆိုတော့ဒီကျမတို့ဒီတော်လှန်ရေးအလွန်မှာပေါ့လေတော်လှန်ရေးအလွန်ကျမတို့မျှော်လင့်ထားတဲ့ Federal Democracy နိုင်ငံတော်တင့်မှာဆိုလို့ရှိရင်အာဒီလူငယ်တွေရဲ့အခန်းကဏ္ဍကိုဘလောက်ထိအရေးကြီးတယ်လို့ဆရာအနေနဲ့ယူဆထားလဲဗောနော်ဒီအနာကတ်မှာလူငယ်တွေကိုရောဘယ်လိုမျိုးအခွင့်အလမ်းတွေရသင့်တယ်လို့ထင်မြင်ယူဆထားပါလဲရှင်ကျွန်တော်တို့လူငယ်တွေဟာဆိုရင်တော့ဗောနော်ကျွန်တော်တို့ခုတိုက်ပွဲဝင်နေတဲ့အာကဥတီချက်က freedom ဗောနော်တနည်းအားဖြင့် federal democracy ီတော့ဖြစ်တယ်ပေါ့နော်အဲ့ဒီ Federal Democracy တပ်ဖွဲ့ဝင်တဲ့အချိန်မှာလူငယ်တွေတောင်မပါဘူးဆိုရင်လုံးဝအောင်းနိုင်မှာမဟုတ်ဘူးတေချာတယ်အဲ့တော့လူငယ်တွေကဘာနဲ့တူတယ်လဲဆိုရင်တော့ the heartbeat ဒီဒီဘာလဲနှလုံးခုန်တဲ့နေတူတယ်ပေါ့နော်လူတယောက်ကနှလုံးရှိတယ်ဒါပေမဲ့အဲ့ဒီနှလုံးကမခုန်တော့ဘူးဆိုရင်အသက်မရှင်တော့မရှင်နိုင်တော့ဘူးပေါ့နော် အဲ့လိုပဲလူငယ်တွေကနိုးကြားတယ်တက်ကြွတယ်သူတို့ကနှလုံးကုန်တယ်နဲ့အတူတူပဲအဲ့တော့လေကျွန်တော်တို့လူငယ်တွေကအနာဂတ်ကိုကျွန်တော်တို့ဥဆောင်နိုင်ရမယ်ဥလေဥဆောင်တင်တယ်ပေါ့နော်ဥလေဥဆောင်ရမယ်ဒီဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာရောဖြစ်ဖြစ်ကျွန်တော်တို့ဒီအုတ်ချွေးပိုင်းမှာဖြစ်ဖြစ်ပေါ့နော်ဒီ channel ီကန္တာအတီးတီးမှာလူငယ်တွေကတကယ်လုံနိုင်နေဆိုတာကိုလည်းကျွန်တော်အများကြီးတွေ့ပြီးပြီပေါ့နော်တွေ့နေရတယ်ပေါ့နော်အဲတော့ကျွန်တော်တို့အနေနဲ့ freedom ဆိုတဲ့ဟာလွတ်လပ်ခြင်းရဲ့တန်ဖိုးလေကျွန်တော်တို့သိတယ် the federal democracy ဆိုတာဘာလဲဆိုတာကိုလည်းကျွန်တော်တို့ကောင်းကောင်းသိတယ်ပေါ့နော်ကျွန်တော်တို့အဲ့ဒါကိုကျွန်တော်တို့သွားဖို့ရန်တော်လဲကျွန်တော်နီလန်းနေကျွန်တော်ရှာနေကြတယ်ပေါ့နော်အဲ့လိုနီလန်းနေရှာတဲ့နေရာမှာကျွန်တော်တယောက်နဲ့တယောက်တစုနဲ့တစုတို့ဖွဲ့နေတို့ဖွဲ့ကစီလုံးညီညွတ်မှုကလည်းအရန်ကြီးကြီးတယ်ပေါ့နော်ကျွန်တော်တို့ဒီမစီလုံးညီညွတ်ဘူးဆိုရင်ကျွန်တော်တို့ရောက်ချင်တဲ့ပန်းတိုင်ကဝေးနိုင်နေပေါ့နော်အဲ့တော့ကျွန်တော်တို့ပုံနီးဖို့ဆိုရင်ကျွန်တော်စီလုံး ုံဖို့လည်းအရင်အရေးကြီးတယ်အဲ့လိုစီလုံးမယ်ဆိုတဲ့နေရာမှာလည်းကျွန်တော်အများအဆင်ပြေနေမှာမဟုတ်ဘူးပေါ့နော်အခက်ခဲတွေကတော့အများကြီးရှိမြဲဒါပေမဲ့ဒီအခက်ခဲတွေကလည်းဒီတချို့လူတွေကတော့ဒီအခက်ခဲတွေကိုအခွန်ကောင်းယူပြီးတော့လေသူတို့ရဲ့တိုးတက်ရတိုးတက်ကြောင်းကြီးလုံနိုင်သေးတာပဲပေါ့နော်ကျွန်တော်ရဲ့အခက်ခဲတွေအားလုံးကိုကျွန်တော်သင်ခန်းစာယူလို့ရတယ်ပေါ့နော်ကျွန်တော်တို့အများနဲ့မမားဘူးလို့ပြောလို့မရဘူးလေအများမားနိုင်တယ်ဒါပေမဲ့ကျွန်တော်အဲ့ဒါကိုကျွန်တော်အပြင်သင်ခန်းစာယူပြီးတော့အကောင်းဆုံးလုံနိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံအတိတ်ကြီးပေါ့နော်ကျွန်တော်တို့တဲ့နေရာမှာ လူငယ်တွေအနေနဲ့ပါဝင်ဖို့တဲမဟုတ်ပဲနဲ့ပေါ့နော်ဥဆောင်ရမယ်လို့ကျွန်တော်မြင်နေပေါ့နော်လူငယ်တွေကို၌က ဥဆောင်ရမယ်ဆိုရင်ဒါကအရန်ကိုပို့ပြီးတော့ထိရောက်နိုင်တယ်လို့မြင်တယ်ဗောနော်အဲ့တော့ကျွန်တော်လူငယ်တွေနဲ့လုပ်ရမယ့်ဟာကဒီမှာပဲရက်မနေပဲနဲ့ဗောနော်ကျွန်တော်ဆက်သွားဖို့လူမယ်ကျွန်တော်ဆက်သွားကြမယ်ကျွန်တော်တို့ဒီတိုင်းငြိမ်မခံဘူးဗောနော်ကျွန်တော်တို့လုပ်နေတဲ့မြောက်ကျွန်တော်တို့လုပ်မယ်ဆိုတဲ့ဟာလေးဗောနော်ကျွန်တော်တို့ပြောချင်တယ်နောက်ပြီးတော့ကျွန်တော်အရန်တဘောကြတဲ့ဟာလေးရှိတယ်ဗောနော်ဒီမာလာလာဆိုရင်ကျွန်တော်အသက်ငယ်ငယ်လေးနဲ့တို့ပဲဆွရတယ်ဗောနော်သူပြောတဲ့ဟာထဲမှာဘာရှိလဲဆိုရင်သူ့ကိုဗောနော်ဒီတာလီဘန်တွေကဒီကလေးတငယ်ခွင့်ရတော့အမျိုးသားခွင့်ရတော့ပြောမနေနဲ့ညှ ိမ်ပါဆိုပြီးတော့သူ့တနက်နဲ့ထောက်တယ်ဘာမှမဲ့သူသူပြောတဲ့ဟာကသူ့မှာရွေးချယ်စရာတစ်ခုပဲရှိပါတယ်ဗျနော်ပထမဆုံးတစ်ခုကသူတို့ပြောသမျှသူတို့ခိုင်းသမျှကိုကျွန်တော်ညင်ခံပြီးတော့အတေခံမလားတဲ့နောက်ပြီးတော့သူတို့လှုပ်သမျှသူတို့မတရားမှုအားလုံးကိုဖြေဆန်ပြီးတော့နောက်ဆုံးသူတို့သူ့ကိုတတ်ပြီးတော့အတေခံမလားဆိုတဲ့ဟာတစ်ချက်ရှိတယ်တဲ့ဒါမဲ့သူကနံပါတ်2ကိုသူရေးပါတယ်တဲ့ ပြောချင်တာသူတို့မတရားမှုအလုံးကိုသူညင်မခံဘူး speak out လုပ်မယ်နောက်ဆုံးသူတို့သူ့ကိုတတ်ချင်တတ်ပါစေဒါတန်နေပေါ့နော်သူတို့ဖြစ်ရရင်ပေါ့နော်ကျွန်တော်တို့ဒီစနစ်ပြောင်းနေဆိုတဲ့နေရာမှာပေါ့နော်တချို့လူတွေကဟန်ပြပေါ့နော်တကယ်စိတ်မပါဘူးသူတို့ရဲ့ဒီကိုချိုးအတွက်ဖြစ်ချင်းသူတို့ရဲ့အချိုးစီးပွားတွေတော်အများကြီးလာနေတဲ့တချို့ ဟာရီလည်းအများကြီးတွေ့ရတယ်တော်လည်းရင်းမှာပေါ့နော်ဒါပေမဲ့အဲ့လိုလူတွေကြောက်ကိုရီးယားစိတ်မပြတ်ဖို့အရင်ရည်ကြီးတယ်ကိုတို့ကိုကျွန်တော်တို့ယုံကြည်တဲ့ဟာကိုတစ်ဆက်မမသွားဖို့အရင်ရည်ကြီးတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ပြောချင်တယ်အဲ့တော့ကျွန်တော်လူငယ်တွေပေါ့နော်ကျွန်တော်ဒီတိုင်းမငြိမ်ပဲနဲ့ကျွန်တော်လုံးရအောင်ကျွန်တော်တို့ဒီတိုင်းနေနေဘာမှဖြစ်လောက်မဟုတ်တော့ပေါ့နော်ကျွန်တော်တို့ခုခုလုံးရအောင်ကျွန်တော်တို့ခုခုလုံးမှာပဲခုခုဖြစ်မှာပဲ ကောင်းနေဖြစ်တယ်အကောင်းနေဆိုးတယ်ကျွန်တော်တို့မသိဘူးဒါပေမဲ့ကျွန်တော်တို့အမှန်တရားတော်တော်ကျွန်တော်တို့စူးစီးပြီးစူးစူးစီးလေးနေပေါ့နော်ကျွန်တော်လုပ်မယ်ဆိုရင်ကောင်းတာလေးတွေတော့အဖြစ်လေးဒီတော့ကျွန်တော်ထွက်လာနိုင်မယ်လို့ကျွန်တော်မြင်နေပေါ့နော်ကျွန်တော်လူချင်းနဲ့ပန်းတရားလည်းပုံနီးလာမယ်လို့ကျွန်တော်ယုံကြည်တယ်ဟုတ်ကဲ့ပါနောက်ဆုံးအနေနဲ့ဒီအမှန်တရားအတွက်ပေါ့လေဒီလက်ရှိတော်လိုင်းရေးမှာတိုက်ပွဲဝင်နေကြတဲ့ဆရာတို့လူမျိုးဒီလူငယ်မောင်မယ်တွေအတွက်ဆရာအနေနဲ့ဘယ်လိုတိုက်တွန်းအားပေးစကားများပြောကြလို့ပါလဲရှင်ဒီကျွန်တော်တို့လူငယ်တွေအနေနဲ့ဒီမြန်မာနိုင်ငံမှာပေါ့နော်ဒီဒုတိယမျိုးလင်းချက်တွေမဲ့နေကြတယ်ကျွန်တော်ချင်းပြည်နယ်မှာ ဖြင်းပြနေမှာရောပေါ့နော်ကျွန်တော်တို့ဒီဒီ data တိတိမှာရောဖြစ်နိုင်နေပေါ့နော်မျောလင်းချက်တွေတော်တော်မဲ့နိုင်နေအဲ့လိုမျောလင်းချက်မဲ့နေတဲ့အချိန်တွေမှာလေအရန်ကိုမောင်မိုက်နေတဲ့အချိန်တွေမှာပေါ့နော်တကယ့်ကိုကျွန်တော်တို့လမ်းမမြင်နိုင်တဲ့အချိန်တွေမှာကျွန်တော်ခွန်အားရှိဖို့လိုတယ်ပေါ့နော်ကျွန်တော်အားရင်ရှိဖို့လိုတယ် ျွန်တို့ရင်ဆိုင်နိုင်ဖို့တတိလေးလူတွေပေါ့နော်အဲ့ဒါရေနောက်ပြီးတော့ဒီအထူးသဖြင့်ဒီလူငယ်တွေပေါ့နော်ကျွန်တော်တို့ယုံကြည်တာပါလဲဆိုတော့ကျွန်တော်ခေါင်းဝန်တီးဖို့လိုတယ်ကျွန်တော်တို့ယုံကြည်တဲ့ဟာကိုကျွန်တော်တို့အဆုံးထိအဲ့ဒါကိုဆွဲကင်ထားဖို့လိုတယ်နောက်ပြီးတော့ကျွန်တော်တို့မှာကျွန်တော်ရဲ့ယုံကြည်ချက်မှာဒါအစွမ်းအားရှိတယ်ပေါ့နော်ကျွန်တော်ယုံကြည်ဖို့ပဲလိုတယ် ကျွန်တော်ယုံကြည်တာကိုကျွန်တော်တကယ်လည်းလက်တွေ့အကောင်အထည်လုပ်မယ်ဆိုရင်ကျွန်တော်ဖြစ်ချင်တဲ့ရည်မှန်ချက်တွေအိမ်မက်တွေတကယ်ဖြစ်လာမယ်လို့ကျွန်တော်ယုံကြည်တယ်ပေါ့နော်အဲတော့ကျွန်တော်ရဲ့လှုပ်တမျှအပြုမှုတွေကျွန်တော်ပြောတမျှပြောဆိုတွေပေါ့နော်ကျွန်တော်လှုပ်ခဲ့တမျှပေးဆက်မှုတွေကျွန်တော်ထားခဲ့တဲ့မြစ်တာတွေတရားတွေပေါ့နော်အားလုံးကဒီနေဦးတော်လင်းအောင်မြင်ဖို့ရန်အတွက်ပို့ပြီးပို့ပြီးနှိစစီတဲ့အချက်တွေဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီကောင်းတဲ့အချက်လေးတွေကိုကျွန်တော်ဒီတိုင်းမရက်ပဲနဲ့ကျွန်တော်ဆက်လုပ်ရအောင်ပေါ့နော်ကျွန်တော်ဒီနားမှာရှိတဲ့သူတွေလည်းကျွန်တော်တိုက်တွန်းရအောင် ဆိုတော့ပြောချင်တယ်နောက်ဆုံးအနေနဲ့ပေါ့နော်ဒီလောကမှာပေါ့နော်ဒီဒီကဘာကြီးမှာဒီမြစ်ခင်တယောက်ကသူ့ရဲ့ one byte ထဲမှာရှိတဲ့သူ့ကလေးတုံသူတတ်သေးတာပဲပေါ့နော်ဒီမြစ်ခင်ကတော့မတတ်တယ်အဲ့တော့ဒီလောကကြီးမှာအမြဲငင်းချမ်းမယ်ဆိုတာလေ ညှော်လင်းလို့မရဘူးပေါ့နော်နိခင်အားတောင်သူကလေးကိုတတ်သေးတယ်အဲတော့ကျွန်တော်ဒီလောကကြီးမှာဒီငင်းချမ်းမယ်ဆိုတာဘယ်တော့မှရှိလာမဟုတ်ဘူးအဲတော့ကျွန်တော်ဒီငင်းချမ်းဖို့အမြဲတမ်းကျွန်တော်ထိန်းသိမ်းရမယ်ဒီဥစ္စာကိုလေထိန်းသိမ်းဖို့လိုတယ်နောက်ပြီးတော့ဒီမတရားမှုတွေကိုကျွန်တော်တတ်နိုင်ဆုံးစန့်ကျင်ရမယ် justice ကိုကျွန်တော်ပေါ်ဆောင်ရရင်ပေါ့နော်အဲတော့နောက်ဆုံးနေကျွန်တော် Christian ဆိုတော့လေဒီလိုစံစာမှာတောင်ရှိတယ်ပေါ့နော်ဒီဖျားကဒီ Israel လူမျိုးတွေကိုသူတို့ကပြင်ရင်ပေးတယ်ဗောနောပြင်ရတော်ပေးတယ်အဲ့ဒီပြင်ရတော်ပေးတဲ့အချိန်မှာဖျားက အဲ့ဒီပြင်းရတော်ကိုကယူနာပလင်ဆိုတဲ့ဒီခေရိုပင်နှစ်ပါးပလင်အောက်မှာထားခိုင်းတယ်အဲ့ဒီပြင်းရတော်ကနော်ဒီချမ်းစာတအုပ်လုံးမှာဒီပြင်းရတော်ကအမြင့်ဆုံးဖြစ်တယ်ဒါပေမဲ့ဖျားကအဲ့ဒီအမြင့်ဆုံးဥပဒေကိုကယူနာပလင်ရဲ့အောက်မှာထားခိုင်းနေဆိုတော့အများကြီးဖျားကိစ္စမှာဒါယူရချက်ရှိတယ်အဲ့တော့လေကျွန်တော်တို့ဒီလောကမှာဒါမလို့ရဖို့ဒါဖြစ်ရမယ်ပါညာပေါ့နော်ကျွန်တော်တို့အများကြီးရှိပါတယ်ဒါပေမဲ့နောက်ဆုံးဒီမေတ္တာ ကတော့အားလုံးကိုနိုင်ယူနိုင်တာဖြစ်တယ်ပေါ့နော်တယောက်နဲ့တယောက်သုံးလို့ဖို့ပြီးတော့နားလေမှုလို့ရရန်ရည်ကြီးတယ်နောက်ပြီးတော့ဒီလေးစားမှုတွေလည်းရရန်ရည်ကြီးတယ်ပေါ့နော်ကျွန်တော်သူ့တယောက်ချင်းနေနေရောတော့ အရင်ညကြီးတယ်အဲ့ဒါဒီဟာလေးကိုကျွန်တော်များများထားအောင်ဖို့လဲလိုလိုအပ်တယ်လို့ကျွန်တော်မြင်နေပါဘောနော်နောက်ဆုံးပြောရမယ်ဆိုရင်ပြုနာဆိုတဲ့နေရာဟာလေတနည်းအဖြစ်အတိပယ်ပြန်ပြန်ရရင်တော့ခြေအချင်းလိုအတိပယ်ရတယ်ဘောနော်အနည်းရန်ကျွန်တော်တို့တစ်ဖက်ကရန်သူရှိတယ်ဒီကိုအတွင်းထဲမှာလည်းမစည်းမလုံးဘူးဆိုရင်တော့ဒီရန်သူနဲ့ပြန်သူဆိုရင်တော့ပို့ပြီးတော့အားရှိလာနိုင်တယ်ဗောနော်အဲ့တော့ကျွန်တော်တို့ဖက်ကစီလုံးဖို့အရင်ရည်ကြီးတယ်အရင်စီလုံးဖို့လိုအပ်တယ်စီစီလုံးရမယ်ဆိုလို့ကျွန်တော်တို့ စံနဲ့ပြောနေပြီမဲ့တစ်ဖက်မှာကျွန်တော်တို့ကိုနိုင်ကိုကမစည်းမလုံးဖြစ်နေနိုင်တယ်အဲ့တော့ကျွန်တော်ဘာလို့တင့်နေဆိုရင်ကျွန်တော်မိသားအရမမြမြဖွဲတင့်နေပေါ့နော်ကျွန်တော်ဒီ new dollar ရေးမပေါုံတဲ့လူငယ်တွေဖြစ်ဖြစ်ကျွန်တော်တို့အဖွဲအစုဖွဲအတီးတီးဖြစ်ဖြစ်ကျွန်တော်မိသားအရမမြဖွဲဖို့လိုတယ်အဲ့ဒီမိသားအရမမြဖွဲချင်းအဖြစ်ကျွန်တော်တို့ရင်းနှီးမှုတွေရလာနေပေါ့နော်တဆူနဲ့တဆူတဖွဲနဲ့တဖွဲတူနဲ့တူရင်းနှီးမှုတွေမမြရလာမယ်ရင်းနှီးမှုတွေမမြရလာရင်ကျွန်တော်ရင်ဖွင့်လို့ရမယ်ပေါ့နော် တရားနဲ့တရားတဖွင့်နဲ့တဖွင့်ရင်းနဲ့ဖွင့်လို့ရတယ်ရင်ဖွင့်လို့ရတဲ့ခါကျတော့တစ်ဖက်ကအာနေချက်ကပါရှိလေကျွန်တော်တို့ဖက်မှာပါအာနေနေတဲ့တစ်ဖက်နဲ့တစ်ဖက်နားလည်မှုတွေပိုရှိလာမယ်နားလည်မှုတွေပိုရှိလာတော့ကျွန်တော်တရားနဲ့တရားပိုပြီးတော့ဖိမလာမယ်ပိုပြီးတော့ကူညီလာမယ်အဲ့တော့ကျွန်တော်တို့အင်အားရှိလေလေပြန်တို့ဖက်က ရှုံးဖို့ရခနုံပုံများလေလေပဲအဲ့တော့ညီညွညွန်းရှိဖို့လိုတယ်ဆိုတဲ့ဟာလေးပေါ့နော်ကျွန်တော်တို့ဒီမန်ချက်တွေကျွန်တော်တို့သွားတဲ့နေရာမှာလည်းအခက်ခဲတွေအများကြီးကျွန်တော်တို့တွေ့ရတဲ့အခါမှာကျွန်တော်ရဲ့မျောလင့်ချက်လေးပေါ့နော်သူကမပြောက်သွားဖို့ရန်အတွက်ကျွန်တော်နေနဲ့တိုက်တင်းချင်တယ်ပေါ့နော်ကျွန်တော်အမြဲတမ်းပန်းတရအဆုံးထိသွားမယ်ဆိုတဲ့ခံယူချက်နေပေါ့နော်တကယ်အဆုံးထိသွားကြမယ်လို့ကျွန်တော်နေနဲ့အားပေးချင်တယ်ပေါ့နော်ဟုတ်ကဲ့ပါအခုလိုမျိုးပါဝင်ပြီးဖြေကြပေးရတဲ့အတွက်ဆရာအများကြီးပဲကျေးဇူးတင်ပါတယ်ရှင့်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်